ကဘာပေါ်မှာလူတိုင်းရဲ့အိမ်မက်ဆိုးတွေဖြစ်တဲ့မွေတွေမျိုးစိတ်ပေါင်း3000ကျော်ရှိနေပါတယ်။ဒါပေမဲ့မွေတွေကိုမတွေ့ရတဲ့နိုင်ငံတွေလည်းရှိပါတယ်။ New Zealand, Greenland, Iceland, Antarctica နဲ့ Ireland တို့ပဲဖြစ်ပါတယ်။ မွေရီရဲ့အရွယ်အစားနဲ့အယောင်အသွေးအပြင် အစိပ်ပါဝင်မှုနှုန်းတွေရာကွဲပြားကြတာပါအဲ့ဒီထရာမှာကဘာမှာအကြီးဆုံးမွေကြီးတွေအကြောင်းကိုပရိသတ်ကြီးတို့ကိုဒီကနေ့မှတင်ဆက်ပေးဖို့ခိုင်ခံ့ရွေးချယ်ထားတာပါဒီကနေ့ရဲ့ထောက်မြမာကလည်းဒီကောင်ကြီးတွေနဲ့အပြင်မှာမတွေ့ရလေပိုကောင်းလေမလို့ screen ပေါ်ကနေကြည့်ပြီးတော့ဘယ်လိုကောင်းနေဖြစ်မလဲဆိုတာအတူတူလေ့လာကြည့်ကြတာပေါ့ရှင် subscribe နဲ့ color လေးနှိပ်ပြီးတော့အားပေးသွားကြပါဦးနော်ဂျေဇူဝါဆက်လိုက်ပါပြီကျမကတော့ခိုင်ပါရှင့်နံပါတ်10 black member Black Mambaria ဆိုတော့အာဖရိကရဲ့အကြီးဆုံးနဲ့အစိပ်အပြင်းဆုံးအကောင်တွေဖြစ်ပါတယ်။သူတို့မှာတန်လွင်သီးရောင်အညိုရောင်အစိမ်းရောင်နဲ့မိခိုးရောင်တွေရှိတာပါ။အနံ့ရောင် Black Mambaria တော့ရှားရိုက်ထဲမှာပါပါတယ်။သူတို့ဟာအရှိခုနှစ်တသမနှစ်နဲ့ရှစ်တသမကိုပေးကြတဲ့မှာရှိပါတယ်။တချို့မျိုးတွေကြပြန်တော့လဲ၁၃ပေထီတောင်မှရှိတတ်ကြပါသေးတယ်။ Black Mamba တွေထဲမှာအရှိဆုံးတကောင်ကတော့14.11ပေရှိတဲ့အကောင်ပေါင်းအကြီးဆုံးအရှိဆုံးစတဲ့ဂုံပုတ်တွေနဲ့ဆိုပြီးတခြားနေရာတွေမှာလည်းမလျှော့ပြန်ပါဘူး။ဘယ်နေရာလဲဆိုတော့အမြန်နှုံးမှာပါအမြန်ဆုံးကောင်တွေဖြစ်နေ200ကီလိုမီတာပါအာဝါသွားနိုင်တဲ့နှုံးနဲ့ရက်တည်နေတာပါသူတို့ကသူတို့ကိုဘာမှမလုပ်လဲကြိုက်တဲ့ကောင်တွေပါတင်ကောင်းကောင်းမကောင်းကောင်းသူကတော့စိုးပါတယ်လူတရားကို30မီတာ အတွင်းမှာလဲကြသေးဆုံးနိုင်တဲ့အစိပ်ပါပါမြင်မြင်လေးတော့ရှိပါသေးတယ် တတဝါအကောင်ငယ်လေးတွေကိုဆိုရင်တော့ပါဇက်ထဲမှာငုံထားပြီးအစိတ်လက္ခဏာပြရတဲ့ထိဆောင်ပြီးတော့မြူတက်ပါတယ်ပိုကြီးတဲ့သားကောင်တွေကတော့နှစ်ခါလောက်အကိုက်ခင်ရပါတယ်ပြီးရင်တော့အစိတ်ကြောင့်အားနည်းလာပြီးမြူချခင်ရတဲ့ချိန်ကျမှအစားခင်ရမှာပါမွေမရီယာဆိုတော့တခါဥယင်တော့ဥ20လောက်ထိဥနိုင်ပါတယ်ဥတွေက2လ3လနေရင်အကောင်ပေါက်ပါတယ်မပေါက်ခင်ဒီမွေမရီယာသူ့ရဲ့ဥတွေကိုဆောင်းရှောက်ပေးတာပါဥတွေကအကောင်ပေါက်လာတာနဲ့သူ့အသာသူအစာရှာနိုင်ပါတယ် အမေရိကအားကုန်စရာမလိုပါဘူး။မွေးရကြုံတဲ့တာသမီတွေပါပဲ။မွေးတဲ့ဒုက္ခပဲခံရုံပဲပေါ့ရှင်။တို့ကတပင်တက်ရတာအခက်အခဲ မရှိတဲ့အကောင်တွေလို့ဆိုပေမဲ့မြေပေါ်မှာခွေနေရတာပို့ပြီးတော့ကြိုက်ကြပါရယ်။ဒါမှအသားကောင်ကို surprise ဆိုပြီးတော့အနီးဆက်ဆုံးကနေကောက်ပေါက်ပြီးတော့မျိုးချနိုင်တာဖြစ်ပါရယ်ရှင်။နံပါတ်ကို King Cobra ခင်းကော်ပိုရာရီယာဆွေနော်အာရှမှာအဓိကတွေ့ရတဲ့အာရှသားမွေဟောင်းလေးတွေပဲဖြစ်ပါတယ်။ကဘာပေါ်မှာအလျားရှိဆုံးနဲ့အစိပ်ပြင်းဆုံးမွေတွေကမျိုးစိတ်တစ်ခုပါ။သူတို့ပါလူတွေနဲ့နီးနီးကဲကဲနေချင်းကြတဲ့အကောင်တွေတော့မဟုတ်ပါဘူး။ဒါပေမဲ့ကိုပါဆလို့သွားပြီးတော့ပတ်သက်မိမယ်ဆိုရင်တော့ကိုထိုင်တဲ့ကိုခံခင်ရမှာပါပဲ။သူတို့ပါဆက်ရှိတဲ့တမခုနှစ်ပြည်တော်မှရှင်နေပြီးတော့အလေးချိန်က6ကီလိုဂရမ်ရှိပါတယ်။ အချင်းတွေကမားတွေထပ်ပို့ပြီးတော့တည်ငြိမ်ကြပါသေးတယ်။တခြားမွေတွေနဲ့ကွာခြားတဲ့ချက်ပေါ့သူတို့ကမွေးဖွားချိန်ကစလို့တိတ်ဆုံးချိန်ထိရက်သွားတယ်လို့မရှိဘဲနဲ့နေ့စဉ်ဆက်လက်ကြီးထွားကြပါသေးတယ်။ခင်းကော်ပရာတွေကြိုက်ခင်ရမယ်ဆိုရင်တော့15မိနစ်အတွင်းမှာတည်နိုင်ပါတယ်။သူ့စိတ်မှာပါနေတဲ့ neurotoxin level တွေကအရန်ကိုပြင်းထန်ပါတယ်။တခြားကြိုက်တာခရရရင်ကိုသေးဖို့သေးကြတာပါသူတို့ရဲ့အစိတ်ကအသက်ရှင်လမ်းကြောင်းဆရာပြဿနာတွေကို ဖြစ်စဉ်တွေကိုဖြစ်စေပါတယ် King Cobra ရာဆိုရင်တော့ China တောင်ပိုင်းနဲ့ Southern Asia မိုးသစ်တော်တွေအပြင်အိန္ဒိယနဲ့တချို့ ိုးနေရာတွေမှာနေထိုင်ကြစားကြတာပါ။သူတို့ရဲ့အစာတွေအတွက်ကတော့တခြားမွေးမျိုးစိတ်တွေပြင်ပုံတဲ့အနေနဲ့နိုတိုက်တတဝါအသေးစားလေးတွေကိုစားတာဖြစ်ပါတယ်။ဗီယက်နမ်မှာဆိုရင်တော့ King Cobra တွေဟာအထူးကာကွယ်ပေးခြင်းခံထားရတဲ့တတဝါတွေပါ။ဒါကြောင့်လဲဆိုရင်တော့လူတွေကြောင့်မျိုးတုံးသွားမှာစိုးလို့ပဲဖြစ်ပါတယ်။နံပါတ်၈ Reticulated Python Reticulated Python တွေအားဆိုရင်တော့အရှိန်28.5ဘီလောက်ထိရှိနေပြီးတော့145ကီလိုမီတာလောက်လေ့ကျပါရယ်။သူတို့ကရန်လိုစိတ်များတယ်လို့ဆိုပေမဲ့သူတို့ကလာပြီးတော့အရင်မစမချင်းဘာမှပြန်ပြီးတော့မလုပ်ပါဘူး။ပုံမှန်ကောင်းနေဆိုရင်တော့16ပေအလျားရှိကြတာပါ။လာပါတဲ့သူတို့ရဲ့အရေးပြားရာဈေးကွက်မှာကုန်ပစ္စည်းတစ်ခုဖြစ်လို့နေပါရယ်။သူတို့ရဲ့ကိုယ်အစိပ်ပိုင်းတွေကအပူလိုင်းတွေကိုခြေရာခံနိုင်ကြတာပါ။ဆိုရှာထက်မြတ်တဲ့အာယုံတွေကလည်းသူတို့အတွက်ဖျားဖန်ဆင်းပေးတဲ့လက်ဆောင်တွေပါပဲ။သူတို့ရဲ့အာယုံတွေကသားကောင်းတွေကိုဖမ်းမိဖို့အတွက် သူတို့အတွက်အကောင်းဆုံးအဖော်မူနေပါပဲ။သူတို့ရဲ့အသက်ဟာဆိုရင်တော့20နှစ်ရှိပါတယ်။မွေးစားကနေနှစ်နှစ်ကြာမှမိစားလိုက်ကြတာပါ။အမရိယာတစ်ခါဦးချတဲ့အခါမှာဥပေါင်း80နဲ့90ကြာလောက်ခြားတတ်ပါတယ်။ဦးနေတဲ့အချိန်လေးမှာဆိုတော့မွေမရီဟာသူတို့ဥရီနှွေးထွေးနေဖို့အတွက်သူတို့ကိုယ်ရီနဲ့ထွေးပွေပေးထားကြတာပါဥရီဟာနှွေးနေမှာမဟုတ်ပါဘူးအေးနေလည်းမရရလို့အသက်ရှင်ကြပါတယ်မက်ဒူဆာဆိုရင်တော့ကန်ဆာစီးတီးစ်က reticulated python မွေးတံခါးဖြစ်ပါတယ်။ကမ္ဘာရှည်သောမွေးဖြစ်တဲ့ granite စံချိန်ကို2017မှာတင်နိုင်ခဲ့တာပါ။အလျား25ပေနဲ့158.8 km တောင်မှလေးပါတယ်။သူတို့ဟာကိုလုံးရဲ့လေးပုံတစ်ပုံလောက်ထိအစာကိုမြူနိုင်ပြီးအစာရရဲ့အလေးချိန်ဆိုရင်လည်းသူ့ကိုလောက်ရှိတဲ့အထိလက်ခံနိုင်ပါတယ်ရှင်။နံပါတ်9 Barbie's python အရှိတောင်အရှာကကျမတို့နိုင်ငံရဲ့ဂုံဆောင်မွေးကြီးရော အလာအစရဲ့နာမည်ပြပိုင်ရှယ်ဘာမစ်ဖိုင်တန်မဲဖြစ်ပါရီမြမစပအုံးလို့ခေါ်ကြတဲ့ဒီကောင်တွေကအထုမိတ်ဆက်ပေးစီရအောင်မလို့မဲလို့မထင်ပါအောင်နော်အလီယာအနေနဲ့25ပြီအလေးချိန်က60 kg ထိရှိကြတာပါအသက်ငယ်တဲ့အကောင်တွေကတစ်ပေပေါ်မှာနေရတာပို့ပြီးတော့ကြိုက်ကြပါရီ အသက်ကြီးလာလေလေအန်ဒီရဲ့များလေးဆိုတဲ့အကောင့်တွေကတော့မြေပေါ်မှာပဲနေကြတာပေါ့နော်ရေကူးကျွမ်းချက်ကလည်းညောင်ဦးဖီးနဲ့အမျိုးတော်ပုံရပါတယ်ဒီလောက်ကြီးမှရှေလျားတဲ့ကိုကြီးကို30မိနစ်လောက်ပေါ်လောမျောနေအောင်လို့ကူခတ်တတ်ကြပါတယ်သူတို့အဓိကစားတာကငှက်တွေနဲ့နိုးတိုက်တရဝါအငယ်လေးတွေပါစိတ်ဝက်တမင်နဲ့မိချောင်းပေါက်ဆလေးတွေကလည်းသူတို့ရဲ့အစာတွေပါပဲမျိုးလုံးသိပ်မကောင်းကြတဲ့ဒီကောင်တွေကတောအောက်ကအာယုံကြောတွေကြောင့်အပူလိုင်းတွေဓာတ်လိုင်းတွေရနေပြီးတော့သားကောင်ကိုအေးအေးဆေးဆေးအာယုံခံနိုင်ပါတယ် ဘာမီစ်ဖိုက်တော်နေရာဆိုရင်တော့ຫນွေဥရတီမှာမိတ်လိုက်ရတာကြိုက်ကြပါရယ်။မွေမရီယာတခါဥရင်တော့ဥပေါင်း100လောက်ဥကြတာပါ။ဥပေါဖို့ကြာချိန်ကတော့2လ3လလောက်ကြာပါရယ်။ဒီကောင်တွေရဲ့ထူးခြားချက်ကအစိမ့်မရှိတာပါပဲ။ဟုတ်ပါတယ်။ဒါပေမဲ့သူတို့မှာတခြားမွေတွေနဲ့တူမတူအောင်ထိုးချွန်တာကကိုနဲ့ရပ်ပတ်ပြီးတော့ညှစ်ချက်မှာပဲ။အပြင်းဆုံးမွေစိတ်ထက်သူတို့ညှစ်လို့သေးတဲ့ချိန်ကပိုပြီးတော့မြန်ပါရယ်။ဒါအပြင်ဒီကောင်တွေကိုကြောက်တဲ့သူပေါ်လို့မျိုးတုံးမဲ့အန်ဒီရီကိုစိတ်ပူစရာမလိုတဲ့အကောင်တွေပါနော်။နံပါတ်6ထင်းထန်နော်ဘူရာ ချင်းထန်နော်ဘိုရာရီယာဆိုရင်တော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း600မီလီယံလောက်ခရဲကကဘာမာနေထိုင်လာခဲ့ကြတယ်လို့ယူဆထားကြပါတယ်။ဒီမွေကြီးရဲ့ကြောက်ဖြစ်ုပ်ကျွေးဟာအရှေ52ပေတောင်မှရှိပါတယ်။ဒီအလျားဟာဆိုရင်တော့ဘတ်စကားတွေထထောင်မှရှိနေပါသေးတယ်။ခံမှန်းထားတာကတော့အလေးချိန်က1133ကီလိုဂရမ်ရှိမယ်ဆိုပြီးတော့ပါကိုလံဘီယာကမိုင်းထွင်းတနေရာမှာဒီမွေကြီးရဲ့အယိုးစုတွေကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ ထိုင်တန်နော်ဘွာကိုသိပ္ပံပညာရှင်တွေကတော့သူခေသူခါကကြောက်စရာအကောင်းဆုံးအနာကွန်တာမျိုးစိတ်မွေတွေဖြစ်နိုင်မယ်လို့ပြောပါတယ်။ဒီမွေတွေဟာဆိုရင်တော့ရှေ့ထဲမှာပဲအချိန်တော်တော်များများကိုဖျက်တမ်းခဲ့တာပါ။သိပ္ပံပညာရှင်တွေရဲ့ခံမှန်းခြေအရဆိုရင်တော့ဒီမွေကြီးတွေက တားကောင်တွေကိုအရင်ဦးဆုံးသူ့ရဲ့ကိုယ်လုံးနဲ့ပတ်ပြစ်ကြတာပါပြီးရင်တော့ရေထဲမှာပဲစားကြတယ်လို့ဆိုပါတယ်သူတို့ရဲ့အစာတွေစားငါးမိချောင်းနဲ့လိတ်တွေဖြစ်ပါတယ်ရာသီဥတုပြောင်းလဲမှုတွေကြောင့်ကုန်းပေါ်ကနေရေထဲကိုပြောင်းလဲကျဆတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကတော့သိပ္ပံပညာရှင်တွေရဲ့ရှုထောင့်ပဲဖြစ်ပါတယ်ရှင်နံပါတ်၄ African Rot Python နာမည်အတိုင်းပါပဲ African Rod Fighter တွေဟာဆိုရင်တော့ Africa မှာအဓိကတွေ့ရတဲ့အကောင်တွေပါသူတို့ဟာဆိုရင်တော့ Reticulated Fighter တွေထပ်တူပါတယ်ပုံမှန်ဆိုရင်တော့ P20 အထိရှိပါတယ်1958မှာ African Rod Fighter တွေတကောင်အသက်ခရပြီးဘိုက်ကိုခွဲကြည့်လိုက်တော့၄.၉ဘေးရှိတဲ့ Juveling မိသားတကောင်ကိုမျိုးချထားတာတွေ့ရပါတယ် သူတို့ရဲ့အိမ်က Sub-Saharan African ဒေသတွေဖြစ်ကြပါတယ်။သူတို့ရဲ့အစားကတော့ Nodai တပ်တော်တွေပါပဲ။လူတွေကလည်းကိုယ်နဲ့ရစ်ပတ်ပြီးတော့သေလန်းပိုးလေးရှိကြတာပါ။ African Rod Fighter တို့ရဆိုတော့တစ်ခါဥဥယင်တရားလာဦးနိုင်ပါတယ်။ဂူရီတောင်ပေါ်တွေထဲမှာနေပြီးတော့ဥချကြတာပါ။အမရီယာသူတို့ရဲ့ဥတွေကိုတခြားသားရဲတွေရန်ကနေကာကွယ်တတ်ကြပါတယ်။သူတို့ကမုံဆိုးရီယာလည်းတတ်ကြသလိုသူတို့ကခွေးရရတဲ့အခါလည်းပြန်တတ်ကြပါတယ်။သူတို့စားလဲမျိုးတုံးဖို့ဖြစ်နိုင်သေးပေမဲ့လို့စကြက်နေရာကျိုးကျော်ခရယာမှုတွေဖြစ်လို့နေပါတယ်ရှင်။ နမန်နဲ့ Green Anna Corner ကဘာမှာအလေးဆုံးမွေကိုပြရမယ်ဆိုရင်တော့ Green Anna Corner ပဲဖြစ်ပါတယ်။ဒီကောင်ကြီးဟာဆိုရင်တော့အလေးချိန်128 kg ထိတောင်ရှိနေပြီးသူ့ကိုရှင်နိုင်တဲ့မွေမရှိသေးပါဘူးရှင်။အရှိရာလဲ8.43 m တောင်မှရှိတာပေါ့။9.2 m ရှိတဲ့ Anna Corner တွေဟာ9.3 m ရှိတဲ့ Regulated Python တွေနဲ့အလေးချိန်အတူတူရှိတတ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။အစိမ့်မရှိတတ်ကြတဲ့ကောင်းနေဖြစ်နေပြီးတော့ Trinidad နဲ့ South America မှာတွေ့ရတာများပါတယ်။သူတို့ကရေထဲမှာအနေများတာပါ။သူတို့ကရေထဲရနေတားခေါင်ကိုချောင်းကြပါတယ်။ရေထဲမှာကိုလုံးကြီးကြီးတွေကိုဖွက်ထားရင်းနဲ့မျက်လုံးလေးတွေဖော်ပြီးတော့ပါ။တမင်လေးကဘရာနဲ့စသစ်တွေကိုစားကြပါတယ်။မမျိုးခင်တားခေါင်ကိုချက်လို့အရင်ထွေးပွေးတတ်ကြပါသေးတယ်။အရိုးတွေကျွတ်ကျွတ်ကျိုးတော့မှမျိုးချကြတာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါနောက်တစ်ခါရထပ်မြန်မာမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါသေးတယ်ဆက်လက်ချက်ခင်အားပေးကြပါအောင်ရှင့်ဘိုင်ဘိုင်